2025ခုနှစ်6လပိုင်း3ရက်အလီတဘာဝတရားရိပ်တံတတိပဌာန်ဓမ္မယုံ ူရှင်တွေလက်တော်လူဒန်းအောင်ဆရာတော်ကြားပြီးတော့သူပြရမှာပါလေဒီတဘာဝဥပ္ပတိဖွဲ့ပေါ့ဒီရတဲ့နေနဲ့ပတ်သက်တဲ့တဘာဝဥပ္ပတိဖွဲ့မဟာတတိဆိုတဲ့ဖွဲ့အာတတိကတော့ငိုရရရှိပြီးသားဖွဲ့ပေါ့သူတို့တစ်ဖွဲ့ပေါင်းပြီးတော့မှ တရားစာပေသင်္ဍနာရီလက်တော့ဆရာတို့ကတော့လုံးတရားပါလေကျော်လဲကျော်ခြင်းလဲကျော်ပါလူတန်းပြီးဘောအဲ့လက်တော်တွေကိုလည်းဆရာတော်တို့ပြည်နာကပြန်လာတော့တခါရင် ငယ်ဆုံးအရက်ခွဲပြီးတော့ထည့်နေလိုက်တာဒီမှာကျွတင်ပြီးတော့မပြောထားတော့လက်တော်ရည်များလို့လေးစိတ်မှာတော့မှဆရာတော်ကိုယ်တိုင်ကြွားရောက်ပြီးတော့ရှင်းပြပေးရအောင်

ဆရာတော်နဲ့ပတ်သက်တဲ့လူတွေပါလူရှင်တွေဖြစ်ကြတာပေါ့လေဆရာတော်ကျတော့ပြည်နေမှာတရားပြဆရာဖြစ်နေတော့ဘလိုက်တာအလုပ်တွေအများကြီးလုပ်တဲ့ဆရာတော်ဖြစ်နေလူတိမြာတော့အဲကြောင့်လေဒီမှာတကယ်မှာရင်းကလေးတွေဖြစ်တဲ့အခါကျတော့လေ ဝိုင်းပြီးတော့မှလူကြတာပေါ့လေဒါဘီအန်အမ်မတော့မဟုတ်ပါဘူးပလေးရှားရောက်တော့လေပလေးရှားပေါ့အင်္ဂန်ဂျာရာတွေကြတော့မြန်မာနိုင်ငံနဲ့ပတ်သက်ရင်ဆရာတော်ကိုတည်တာများတယ်ဆိုရင်ဆရာတော်နဲ့တဘောတရားဟိတအောင်လူကြတာပေါ့ဒီမှာနိုင်ငံကငွေပေးတဲ့ဘုန်းကြီးတွေဒီလားရှင်တွေလူတွေအတွက် ပါပြီးတော့လူကြတာပေါ့လေဆရာတော်အမှန်တော့လူခံတာမဟုတ်ဘူးအဲ့လိုဖြစ်တဲ့တိတာလည်းပဲမြန်မာနိုင်ငံမြင်းကလေးအတွက်ဆိုပြီးတော့နိုင်တော့ဝိုင်းလူကြတာဒီဒီဆရာတော်တရားစခန်းဖွင့်တဲ့ချိန်ဆိုတော့မလေးရှားစင်ကာပူမှာလည်းဒီလိုဝိုင်းပြီးတော့လူကြတာ မထင်မှတ်ပဲနဲ့သူနည်းနည်းကိုနည်းနည်းနဲ့ပေါ့လေပြီးတဲ့လူကလည်းမြင်ရတယ်လို့ဝိုင်းနေတဲ့လူတွေကလည်းမြင်ရတာနဲ့ဆရာတော်ဒီနေ့ကတရားသုံးပိုင်းမှာယင်ကလေးရေစေးကြီးရွာတီထောင်လို့တီထောင်တဲ့လုပ်ငန်းပေါ့ဒီကုန်တော့ရေစေးကြီးရွာလေလင်းဖြစ်တဲ့အခါကျတော့ယင်ကလေးနဲ့ပတ်သက်တဲ့ကေစေးကြီးရွာ အဖြစ်နဲ့အကောင့်ထဲပေါ်နေတာပေါ့နော်၁၀လပိုင်းနောက်ကုန်တော့၁၀နော်စာပြီးတော့အစင်းလေးဖြစ်လောက်ပြီပေါ့အခုကတော့အများကြီးပဲတော့အစင်းလေးမဖြစ်သေးဘူးဝတ်စနေကြဆောင်ရတာပါလေ ခုကတော့မိုးရွာတော့မိုးရွာတယ်ဆိုရင်မိုးများတယ်ဆိုရင်အပြင်လမ်းနေပြီးတော့အထက်ကိုဝင်တဲ့နေရာမှာတချို့နေရာတွေကတချို့လမ်းတွေကခက်ခဲရှိတယ်။ကားဖိုးဝီမပါဘူးဆိုရင်သွားခက်အဲ့ဒါဆယ်လာပိုင်းတူတော့ပြန်ဆုတ်ထားတယ်ဆယ်လာကုန်တူဆရာတော်ကဆယ်လာပိုင်း9ရက်နေလောက် မြန်မာနိုင်ငံပြန်ရောက်မယ်အမေရိကဒေါ်လာတရားစခန်းနေပြီးတော့ပြီးတော့လောတာကြီးပြင်ဆင်ပြီးတော့လောက်ကုန်လို့ဆိုရင်တော့မိုးလည်းပါလာပြီခဏချင်းတော့မှကေဇင်ရ project ကလည်း ီးတော့စနစ်တကျဖြစ်သွားမှာပေါ့လေ။ပါဝင်ပြီးတော့ကုတို့လှုပ်ချင်တဲ့လူတွေလည်းစုမိသွားမှာပေါ့။ကိုလူတိများတာရဲ့တန်လူတိများတာရဲ့ကောင်းကျိုးပေါ့လေ။ဒုက္ခတွေကတော့အများကြီးရှိတာပေါ့။ဘာတရားတောင်းပြည်ထဲမှာပြည်ပြပါမှာလူတိများတယ်။ဆရာတော်လည်းဒေတာနဲ့တွဲပြီးတော့ ဟိတာကြောင့်ဆရာတော်ကိုတည်တာရှိတယ်ဆရာတော်ကြောင့်တပါတရားဟိတာကိုတည်တာရှိတယ်ပေါ့ခုလိုမြန်မာနိုင်ငံကဘုံကြီးတပါအနေနဲ့ဒီလေခါကြတော့မြန်မာနိုင်ငံမှာဘုံကြီးเจ้าနေအများစုနဲ့ဒီလရှင်เจ้าနေတချို့ပေါ့ပြည့်စည်တာနေအဲ့ဒါနဲ့ပတ်သက်ပြီးတော့လူလမ်းမေးကြတာပေါ့ တော့ဆရာတော်မှလည်းတာဝန်ရှိတာပေါ့နော်သူတို့ရဲ့အလူကိုအကောင့်ထဲပေါ်ပေးဖို့ပါလေတရားအတွက်လူတာတွေကတော့ဆရာတော်တရားဟိတာတွေတည်ထောင်တော့အဓိကတော့ဆရာတော်တရားဟောလို့တရားဟိတာတည်ဆောက်မယ်ဆိုတော့မှ၂000ခွန်ကျမှ၂000နှစ်မှာတရားဟောတော့တော့ဟောတဲ့တရားနဲ့ပတ်သက်ပြီးတော့လူခံရတာလည်း ညံ့ညံ့ဆတ်ဆတ်မရှိဘူးပေါ့နော်ဆရာတော်လည်းပြေချာတော့ပြတ်မှတ်မိပါအောင်အင်းနေပြိဖိတ်တယ်ဆိုလည်းအနည်းချင်းတော့ပဲလူကြမှာပေါ့ဆရာတော်ကလည်းအလူဝေကိုစိတ်မဝင်စားတော့ဘိဗေညာဆိုတော့မသိဘူးပေါ့လေအဲ့တော့တော့ဆရာတော်မှာတရားလူတော်လုပ်ငန်းလေးရှိတော့အဲ့ဒီလုပ်ငန်းလေးအတွက်သုံးတာပေါ့၂၀၀၉ခုနှစ်ရေးတာဖွင့်တယ်ဆိုတော့မှာ ေသံဃာလမ်းတဘာဝိတာအတွက်သိမ်းပေါင်း2000ကျော်ပေါ့အဲဒီမှာကျတော့38လမ်းတိုက်ခန်းကြီးရောင်းလို့ရတာကြီးကားရောင်းလို့ရတာကြီးဘာမီတော့လူတန်းတာကြီးပေါ့အဲ့ဒါကြီးလည်းဒီသံဃာလမ်းရေးတာကိုတီထောင်ပြတ်တာပေါ့လေအလူခံချက်ချင်းရတာကတော့ဟိုအိတ်မကြဘဲနဲ့ရတာကတော့သိမ်းပေါင်း1000လောက်သိမ်း1000လောက်အကျွေးတင်ပြီးတော့ နှစ်နှစ်ဒီပါလောက်ကြာမှာအကုန်ပြန်ပြီးတော့ဆက်ဖြစ်သွားတော့။ဒါပါရေးတာတွေဆောက်တော့တောက်လျှောက်တော့လေဒီလိုဆောက်လို့ရအကျွေးတွေကိုပိုင်ဆောက်လို့ရဝန်ထမ်းတွေလည်းဆိုတော့ဝန်ထမ်းနဲ့ပတ်သက်တဲ့အကျွေးတွေပေါ့လေ။ဒီနေရာတွေတူးချဲ့တဲ့အခါကျတော့ရင်းနဲ့ပတ်သက်တဲ့ပြီးစရာတွေပေါ့။ဒါတွေကတော့တောက်လျှောက်ရှိတာ။ကိုယ်တရားခိုင်နှောင်းကြော်ရတော့ပြီးဆက်သွားနိုင်တာပါပဲ။ ချုပ်လည်းအကြောင်းအကျောင်းဆုံးရှုံးရတာလေးတွေတော့ရှိတာပါလေချိန်ပြီးမပြီးနိုင်ဘူးပေါ့ခုချိန်ကြည့်လည်းဒီလိုပါပဲဒါပေမဲ့တရားဟောနေရင်တရားစကားနေဖွင့်နေရင်နဲ့သူဟာရောက်တဲ့လူတွေကိုကူညီရင်နဲ့ဣဒ္ဓာတွေတည်ထောင်တာမျိုးဖြစ်တဲ့အတွက်ဒီဝိပဿနာတရားတွေရော သီလတရားတွေပေါ့လေဒါနတရားတွေအာကိုပြီးတော့သာနာပြုတာအများကျိုးဆိုင်တာဖြစ်တဲ့အတွက်လည်းအလုပ်တွေများကလောက်ပေါ့အချိန်တန်ရင်တော့ဘုဇေရခိုင်တို့ကြွားတော့ပြီးသွားတာပါပဲပြီးကြရှိရရင်လည်းတောက်ချောက်ကြီးသွားတာပဲပေါ့ ဘာတန်နေရာကပြုလုပ်ခဲ့တဲ့ကံတွေပေါ့အကုသိုလ်ကံအကျိုးပေးနေလဲပြန်ပြီးတော့အများကြီးပေးဆက်သွားနိုင်ရောလေခံရရှိတာခံလိုက်ဆံရရှိတာဆံနိုင်မယ်ဆိုတာမျိုးပေါ့ဘုကျွေးဆိုတာကအစိုးရပဲမဟုတ်ပါဘူးအကောင်းနေလဲရှိပါတယ်အစိုးရကိုပေးဆက်လိုက်တဲ့ဆိုရင်အကောင်းနေလဲအတိတ်ကလုပ်ခဲ့တဲ့ကုသိုလ်ကံတွေကလည်းပြန်ပြီးတော့အကျိုးပေးခွင့်ရသွားတာ ုတောအကုတောတာတယ်အကုတောကုတောတာတယ်ဗောလေအကုတောကောင်းကျိုးပေးလို့မရအောင်တာတယ်ဗောဒုက္ခပေးလို့မရရင်တော့ကောင်းကျိုးပေးလို့မရအောင်တာတယ်အဲဒါကြောင့်အကုတောကျိုးပေးတယ်ဗောဒီဘွားမဟုတ်ရင်တော့မအသိဘွားကျိုးပေးတယ်ဟုတ်ဘုကျွေးမဆက်တဲ့အတွက်ဒီဘွားမှာမကောင်းတာတွေကြီးကြီးမားမလုပ်တာတော့မကောင်းတာတွေလုပ်တာတော့မှာ အောင်မြင်မှုမရရှိတာလေအဲ့ဒါတော့အကုတ္တဝကုတ္တတာတာဒီအကုတ္တအကျိုးပေးကိုခံရရှိတာခံလိုက်ခြင်းအဖြစ်အကျိုးဆက်လိုက်တဲ့ဆိုရင်တစ်ဖက်ကဆံရရှိတာနေလဲဆံလာတယ်ဆိုရင်ဒီလန်းနေလဲတရားထုတ်တော်မှာနားလဲတယ်အဲ့ဒါကိုအသုံးချပြီးတော့တဝါတရားဣဒ္ဓာတွေကိုတည်ထောင်တာပေါ့အနာခံမှသာဆမ်းမယ်ဆိုတာပညာသင်စီးပွားရှာတော့ကတော့တိတ်ပြီးတော့နားမလဲဘူး တရားထုတ်တော့မှဒါတကယ်ကိုညာနှုတ်ပြေမှန်ကန်တယ်ဆိုတာနားနဲ့တဘောပေါက်လာတာတရားလုံးနဲ့ပတ်သက်တော့မှအမှန်တရားတွေကထင်ရှားလာတဲ့ဘောပေါ့လေမိတ်ဆွေစေတူမိကောင်းဆွေကောင်းဆိုတာတွေပေါ့နော်ဆရာကောင်းမိဘကောင်းဆိုတာတွေအလုပ်ကောင်းဆိုတာတွေမြတ်တာအစ်စ်ဆိုတာတွေပေါ့ ဒါရီကဖရာတရားတန်ခါနဲ့ပတ်သက်လာတော့မှသဘောပေါက်လာတာပေါ့ပညာသင်စီးပွားရှာတော့အစ်စ်ကိုရှာမတွေ့တဲ့လောက်ပေါ့လေအစ်စ်မန်ဆိုတာရှာမတွေ့တော့ကိုတွေ့တာကိုပဲအစ်စ်လုံနေရတဲ့သဘောမျိုးပေါ့ တော့အစ်စ်ကိုတီးမှလည်းကိုကလည်းစိတ်ကျေနပ်မှုရတာပါအမှန်တရားဆိုတာဒါစိတ်မှန်တဲ့အမှန်တရားပေါ့လောကီမှာရှာမရပါဘူးတရားထုတ်တဲ့အခါကျမှအပြည့်ပြည့်နဲ့တဘောပေါက်လာအစ်စ်ကိုတီးမှလည်းမစစ်တာကိုလည်းတီးတာပါလေအမှန်ကိုတီးမှမမှန်တာကိုလည်းတီးတာ ဲ့လိုတီးတော့လေတကယ်အလုလုဖြစ်သွားတာတကယ်ကူညီဖြစ်တယ်တကယ်ကိုကိုတတ်နိုင်တယ်လို့တရဏာပြုဖြစ်တယ်အဲ့ဒီခါမှာကုလူတွေအများကြီးရရှိလာတာပါလေကိုရမှလည်းကိုသိတာပါလေမဟာကုလူစရာမျိုးတွေရောပါ အဲ့ကုတုလည်ပဋ္ဌာန်ဉာဏ်အာနာတွေသုံးချတယ်လို့လူဘောသုံးတယ်လို့ပဲကုတုဘယ်လိုသုံးရမလဲကုတုကဘယ်လိုကျူးပြီးတာလဲပေါ့ဒါတွေကိုလေ့လာပြတာကိုဗစ်19ဖြစ်တော့ကလည်2020ခုနှစ်နှစ်ကုန်ပိုင်းတော့ဖြစ်မှာပေါ့ဒီဟာတရားဟိတာ ကိုဘာလူနာတွေကိုဘေးကိုဆက်ခံရတော့လေလူခံရရှိရတယ်ညားတယ်ပေါ့အဲ့ဒါနဲ့မြို့ရင်းရိတ်တာတခုစဖြစ်တာတောင်းကလာမှာခုဒီမြင်းကလေးဖြစ်တဲ့အခါကျတော့လေဘလူချင်းနေရလဲတိတဲ့လူကိုလှူတာပေါ့လေကိုတိတဲ့လူကတစင်ပေါ့ပြန်ပြီးတော့မှာ မြန်မာနိုင်ငံတဘာဝပြည်ရန်ရဲ့အားရဲလူတွေအတွက်ပေါ့လူတန်းပေးတာလေဘယ်လောက်လဲတော့ဆရာတော်လည်းတရားတော့မသိဘူးပေါ့လေများပြတဲ့အခါကျတော့အဲဒါကြောင့်လဲကယ်ဆယ်ရေးရာစီမံကိန်းကိုစလိုက်တာပေါ့စလိုက်တော့လဲနောက်ထပ်လူတာတွေပါရှိလာတော့ဒါတော့တရား ဟောတော့လေတရားရိတ်တာတိဆောက်တော့လေရိတ်တာအတွက်လှူတာတွေအဲ့ဒါတွေကိုဆရာတော်မတုံ့တန်ဘူးစေတရားရိတ်တာတွေညာနဲ့ချီပြီးတော့ဖြစ်မလာဘူးပေါ့ဒါစည်ရင်ပြမှာမဟုတ်စည်ရင်ပြတာတော့တွေ့တယ်လေဘလောက်ဝင်ပါတယ်ဘလောက်ထွက်ပါတယ်ဒါပေမဲ့ရေပြင်းမှာပြရဲဆိုတာမျိုးကျတော့ခက်ခဲတာဆရာတော်ကျတော့စည်ရင်မိုင်းကျတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြောင်းလဲနေတဲ့ရိတ်တာ ပင်မရိတ်တာအပြောင်းလဲနေနေပေါ့ဒီတဘာဝဘေးရနေနေနဲ့နာကိလို့မျိုးပေါ့ခုလို့မျိုးညီငလေးလို့မျိုးတဘာဘေးရနေနေနဲ့ဂျုံရတာဆိုတော့စီမိုင်းဆိုင်ရာတွေကတော့ဖုန်းတွေပြောင်းလို့ကွန်ပျူတာတွေပြောင်းလို့ဝေဂိုင်းစင်းဂိုင်းတွေပြောင်းလို့မှတ်တမ်းတွေကတော့ဆုံးရှုံးနေမယ်လေအမြည်ပြေအနေနဲ့တော့ပြလို့ရတာပဲပေါ့ဒါကတော့သေချာတာပေါ့လေ တရားတရားအတွက်လူလည်းမလုပ်တယ်လေတရားဤတိုင်းတိဆောက်တယ်တရားထုတ်တဲ့ယောဂီတွေအများကြီးရှိရပါလေအရေးတာမှာဘူဝါတွေလူနာတွေလက်ခံနေတာကြတော့လေဘူဝါတွေအတွက်လူလည်းအဲ့ဒါတော့2014ခုနှစ်မှာအဲ့လေမြမပြည့်ရက်ကဝါပြီးတော့လူကြတာပေါ့လေလူခံရရှိရတဲ့ပစ္စည်းတွေရောငွေတွေရော အဲ့ဒါတွေကိုဆရာတော်ဘယ်လိုသုံးလဲဆိုတော့ဒီတမှာဘိုးဘွားတွေလူနာတွေထောင်ထဲချီရှိနေတာတွေပေါ့တရားစေုံတွေပေါ်ပေါက်လာတာတွေပေါ့လေအဲ့ဒါတွေကဒါလူခံရရှိတာတွေကိုတကယ်သုံးလားမသုံးဘူးလားဒါတက်တည်ပဲလေအဲ့နောက်ပိုင်းဆရာတော်စင်းသီးကြောက်ပြီးတော့မှဒိတာစင်းတွေပါသင်ပြဖို့ဘုရားတော်မငြင်းချမ်းတဲ့နေရာတွေမှာလေဒိတာတွေရှိတော့ဟိုမြေနေရာပဲရှိသေးတာတွေလည်းရှိတော့ တရှုပ်နေရာတွေကလည်းဆုံးရှုံးတာတွေရှိတဲ့အခါကျတော့ဟိုဆရာတို့မအားတဲ့အတွက်ပေါ့လေစည်နေတော့မပေါ်ပြနိုင်ဘူးပေါ့ကဲဆရာတို့ဘက်ကအလူခံရတာတော့ဒီအများလဲအမြင်ပဲပေါ့လေလိုင်းပေါ်မှာလည်းတင်တာတွေရှိတာပေါ့စင်းဆောင်နေတယ်မှာလည်းရှိတာအဲ့ဒါတွေကိုဆရာတို့ကဘလို့သုံးတယ်လဲဆိုတာလေဒါရှင်းနေတာပဲပေါ့လေ ရှားကြကြွေးတယ်နေစရာပေးတယ်စိတ်ကူပေးတယ်တကယ်ကုလို့လည်းတရားစေုံနေဖြစ်လာတော့စေဖို့လူလာနေတယ်ဒီတရားစေုံမှာတုံးနေတာရင်းနဲ့စေစေမတွေ့မိတာရင်းနဲ့ရှိတဲ့အခါကျတော့အလူစင်းရတော့မြဲနေနေနေကုန်မယ်တကယ်လက်တွေ့ဖြစ်နေတာတွေကတော့အများကြီးပေါ့လေဒါကတော့လက်တွေ့နဲ့သက်တည်ပြရတော့ဆရာတော်မှလည်းတခြားဘာသုံးစရာမှမရှိတာစလိတ်ကိုကွန်ဘိုလည်းမရှိဘူး အလဲပတ်သွားစရာလည်းမရှိဘူးတရားဟုတ်ပြစ်ဖိတ်တာပဲသွားတာဆိုတော့ခုနောက်ပိုင်းမှာရင်းကြရင်ကိစ္စတွေဝတ္တစိတ်ကိစ္စတွေနဲ့ပြစ်ဖိတ်လို့ကြွားတာရှိတယ်ဘယ်မှလည်းမသွားတော့ဘာမှလည်းသုံးရမရှိဘူးပါလေအလုခံရရမြရတော့နဝကမ္မပဲဖြစ်ဖြစ်ဓမ္မပူဇာပဲဖြစ်ဖြစ်ပေါ့ဥပါရိတ္တပဲဖြစ်ဖြစ်ပေါ့ခုလိုမျိုးတဘာဘီယံရဲ့အတွက်ပဲဖြစ်ဖြစ် ာတွေကုံတော့ဘုရားတကယ်လွယ်နေရမှာစုပြီးတော့သုံးလိုက်တာပဲခွဲထားမယ်ဆိုရင်တော့စင်းလောက်ရတာမလွယ်ဘူးပေါ့လေမြားလုံးနဲ့အတွက်လည်းပါတယ်ပေါ့လေအဲ့ဒါကြတော့တတ်နိုင်လောက်ခွဲလို့ရတော့တော့ခွဲတာပါဒါပေမဲ့အရေးကြီးတဲ့နေရာကိုရင်သုံးလိုက်တော့မြန်မာနိုင်ငံကလည်းဒီနိုင်ငံကလူတွေကတော့သိတာပါနော် စိတ်မချအောင်ဝေးဝေးကြိုင်တာလည်းစိတ်မချအောင်ဗန်ထဲထဲတာလည်းစိတ်မချအောင်မျိုးတွေပေါ့ယတနာပေါင်းစုံဆိုတဲ့အခါကျတော့ကုလိုကုလိုစုလိုက်တာပဲစိတ်ချရတယ်ပေါ့လေရတာ ਨੇ ကုလိုဈေးတာတွေတိဆောက်တာဆိုတော့ဘလူဝေရတာတွေကိုဒါတင့်တော်တဲ့မြေနေရာတွေရှိရင်အဲကြိုပြီးတော့ဝယ်ထားလိုက်အဲပြီးတော့မှဒါကို ဒါနမြေဖြစ်လာအောင် သုံးလို့ရအောင်အစစ်စစ်ပြောင်းပြီးတော့သုံးလိုက်ပေါ့အဲ့ဒါနဲ့ပဲအခုဆိုတော့ဒါ၄၀၃မိုင်တဝါတရားကြီးဒါပေါ့လေဒါပြမရိတ်တာဖြစ်လာမှာအဲ့လိုရိတ်တာတွေပေါ့ဒါကတော့လက်ရှိသုံးလို့ရတာပေါ့မရသေးတာတွေကလည်းတောက်လျှောက်ရှိနေတာဒီလိုနေရာကောင်းနေပဲအခြေချကြကြ ဲ့ဒါတွေကရတာတွေကိုဘယ်လိုသုံးနေလဲပြီးတော့ကိုယ့်ဘဝကိုဘယ်လိုသုံးနေလဲပေါ့ဆရာတော်ကိုဘယ်လိုပဲဒီပေါ့နော်မကောင်းတာတွေဆွတ်ဆွဲဆွတ်ဆွဲပေါ့ဒါဆရာတော်ကခုလိုတရားတွေဟောနေတာပဲမကောင်းတာလောက်တာတွေသက်တည်ပြလို့သက်တည်နေဆရာတော်ကကောင်းတာတွေကိုသက်တည်ပြပြီးတော့လှုပ်လှုပ်ပြနေတာပေါ့ဒီဘဝမှာတရားဟောတယ်ဒါပတ်စံရလို့လုပ်နေရတယ်မဟုတ်ဘူးပတ်စံအတွက်လုပ်နေတာမဟုတ်ဘူးပေါ့နော် အခုတော့အလူသွားတယ်ဆိုလဲဒါအလူရှင်နေခြေနဲ့မူရအောင်ဆရာတော်နဲ့ပတ်သက်တော့တဘာတရားတောင်ပြည့်တဲ့လူများတော့ဆရာတော်နဲ့ပတ်သက်ပြီးတဘာနဲ့ပတ်သက်ပြီးတော့လူရတာကြီးဆိုတော့အလူခံတဲ့လူတွေလည်းပို့ပြီးတော့ဟိုသူတို့သူတို့ကဆရာနာမည်ကိုတလွဲသုံးတာမဟုတ်ဘူးပေါ့လေတဘာဝဆိုတဲ့နာမည်ကိုတလွဲသုံးတာမဟုတ်ဘူး ဒါတွေကိုသုံးပြီးတော့အလူခံတယ်ပြီးတော့ဆရာတော်ကိုယ်တိုင်လည်းလူပေးတယ်ဆိုတာမျိုးပေါ့လေဒီလိုမျိုးတက်တည်ပြရတယ်ဘောလဲပါတော့။ဘာလို့ဆိုတော့ချင်းချင်းကလည်းအချင်းချင်းဆိုပေမဲ့လည်းအချင်းချင်းကလည်းသိချင်မှသိတာလေ။ယုံချင်မှယုံမြန်မာချင်းလည်းအချင်းချင်းသိချင်မှသိတာ။ဖရာတရားတန်ခါနဲ့ပတ်သက်ပြီးတော့မှသိကြတယ်ဓမ္မမိတ်ဆွေကြီးများကြတယ်လို့ပေါ့။ပြည်နယ်ချင်းချင်းလည်းဒီလိုပါပဲ။အဲ့တော့ ဆရာတော်နဲ့ပတ်သက်တော့မှတဘာဝိတာနဲ့ပတ်သက်တော့မှဆရာတော်ရဲ့တရားစခန်းတွေနဲ့ပတ်သက်တော့မှသိကြတာကြီးများကြတယ်ဆိုတော့တရားတရားတန်ခါဥထိတ်ထားပြီးတော့မှဆရာတော်ဥထိတ်ထားပြီးတော့အလူတွေကောက်ခံကြတယ်လူတန်းကြတယ်အဲ့ဒါမှဒါပြန်ပြီးတော့သိကြတယ်ဆိုတာပေါ့နော်တက်တည်ပြတယ်ဘောပေါ့ဆရာတော်လည်းတကူးတကတော့မလုပ်ပါဘူးအချိန်တကူးတကတော့ဌာနအတွက်ဆရာတော်ကတရားစခန်းကြီးဖြတ်ပြီးတော့မှတော့မလာဘူး ဒီချားနေဆိုရင်မလေးစင်ကာပူမှာ24ရက်တရားစခန်းကျောင်းမှာပေါ့အဲ့လိုကြွရင်းနဲ့တော့လူစရာရှိရာတွေလူသွားတာတော့ရှိတာပါလေ။ကိုလည်းမြန်မာပြည်ပြန်ရောက်ရင်းနဲ့ကြုံကြိုက်တဲ့လူတွေပေါ့။သူတို့ကလည်းချိတ်ဆက်ထားတာပေါ့။ဆရာတော်နဲ့ချိတ်ဆက်ပြီးတော့ဆရာတော်ရှိတဲ့အချိန်မှာအလူလုတဲ့တဘောမျိုးလည်းဖြစ်မှာပါလေ။ပေါင်းဆက်ပြီးလုတာပါနော်။ ီတော့တူတစ်ခွက်နဲ့တစ်ခွက်အပြိုင်ဆိုင်လုပ်တဲ့သဘောနဲ့ပါတာပေါ့လေအလူတက္ကရာမကြီးဆိုတဲ့အခါကျတော့သူ့တက်ကပုံပြီးတော့လူနိုင်အောင်သူ့တက်ကပုံပြီးတော့အကျိုးရှိအောင်ဒီလိုလုပ်တဲ့သဘောကြီးလည်းပါတာပေါ့လေအဖွဲတွေကတော့အများကြီးရှိကြတာပေါ့အဲ့တော့ဆရာတော်ကတော့တရားပြတဲ့အပိုင်းမှာရောလူမွေပြဒနာတွေဖြစ်ရှင်းတဲ့အပိုင်းမှာရောပေါ့ဥစ္စာပါဝင်နေတာပေါ့လေ တော့လည်းဒါဝင်ထိမ့်နေတာပေါ့လေသူတို့လည်းရေရှည်လုဖြစ်သွားအောင်ဆရာတော်ကတွဲခေါ်တာပေါ့တကယ်လုဖြစ်သွားအောင်တွဲခေါ်တာပေါ့သူတို့ဖြစ်ချင်တာနဲ့အဲဆရာတော်ကလည်းသူတို့ဖြစ်ချင်တာကိုဆရာတော်ကဖြစ်တဲ့တယ်လို့အတည်ပြုပေးရတဲ့သဘောပေါ့ဆရာတော်ဖြစ်ချင်တာကိုလည်းသူတို့ကနားလည်လက်ခံပြီးတော့ဆောင်ရွက်ပေးကြတာပေါ့အချင်းချင်းပေါ့လေသူဖြစ်ချင်တာကိုလုံးပေးကိုလုံးကိုဖြစ်ချင်တာသူတို့ကလည်းလုံပေးတယ် ဒါနသီလပါဝနာကုတုလုပ်တွေကိုစူပေါင်းပြီးတော့မှလုပ်ကြတာပေါ့လေအဲ့တော့လူခံရရှိတာတွေကိုဆရာတော်နေနေကဒါအကျိုးရှိအောင်မဆုံးရှုံးအောင်ကာကွယ်ရတယ်ဒိဋ္ဌာရောဒါယောဂီတွေရောပေါ့ကိုကိုကိုလည်းဒါတရားနဲ့ကာကွယ်ရတာပေါ့မကာကွယ်နိုင်ရင်ဒုက္ခရောက်နေပြီပေါ့ပြောဆိုခံရတာတော့မဆုံးဘူးလေ ဟိုကလည်းသူတပောင်းပြောဆိုခဲ့တာတွေပေါ့စိတ်နဲ့ပြင်မာခဲ့တာတွေကလည်းအများကြီးဖြစ်မှာပေါ့အဲ့တော့ကိုယ်လည်းပြန်ခံရတာလည်းမတတ်တာကာယကံမြောက်ကတော့ပေါင်းတာလည်းလုံနိုင်မှုမလွယ်တယ်လို့ပေါ့နော်မကောင်းတာလည်းစိတ်နဲ့တာလုံချင်ပေမဲ့လက်တွေ့လုံနိုင်မှုကတော့မလွယ်ပါဘူးအဲ့တော့လေအဲ့ဒါပဲသတ်တာပါပေါ့ပြောဆိုခံရတာတော့ရှောင်လို့မရအောင်ပေါ့လေကာယကံမြောက်ကတော့အများကြီးတတ်တာပါတယ် လောကံရလို့သွားလာလို့ပြင်းမှန်းတာတော့ရှိတာခုလည်းဒါမနေ့ကတော့7နာရီဆိုတော့တရားမဟုတ်ဖြစ်တော့ဘူးပေါ့အခုကျတော့9နာရီရောက်လာလို့ရတယ်ဆိုတော့တရားလေးရပြတ်ပေါ့ရတဲ့ချိန်လေးမှာတရားလေးဟောပြတော့တာဒါတော့စုပေါင်းပြီးလောက်ရတာဆိုတော့ဘယ်သူက ဆရာတော်နဲ့လည်းတရားကြီးဆက်တွေ့ရတာမျိုးရှိတာလည်းရှိတာပေါ့လေမရှိတာလည်းမရှိဘူးဆိုတော့ပြောရတာခက်တဲ့အခါကျတော့အချိန်လေးပေါ်မှာမူတည်ပြီးတော့ပြောင်းလဲသွားတာအခုသွားရင်တော့မှဆုံးကတ်တလားမကတ်တလားလည်းမသိပါဘူးနော်ကတ်ချင်တယ်ကတ်ပါဘူးအဲ့ဒါတွေကတော့အဓိကမဟုတ်ဘူးပေါ့လေဆရာတော်ကလည်းဒါအဓိကကြတာပဲပူဇော်ပြတာဆုံးစားတာမစားတာတော့အဓိကတော့မဟုတ်ဘူးဆိုတော့ကတ်မဲ့လူကလည်းပေါ်ပါတယ်ဆရာတော်ကြွားတယ်နော်မြောက်ပြီလေ ta thuyết thuyết khai mạc lưu nguyên tịch tỷ tạo nhân bình đà dự lưu nguyên ngã đạo chân hữu tử thí nếu bạn chán nào gọi gì sử dụng cho quý chân thì đi lâu khai thà na cư đồ sát tỷ khai đem tỷ la cư đồ ပါများထုတ်ခဲ့ရမြတ်ပါများထုတ်ခဲ့ရမြတ်သမထာဝိပဒနာကုတ္တသမထာဝိပဒနာကုတ္တဤကုတ္တကံမှုအလုံးတို့ဤကုတ္တကံမှုအလုံးတို့ဘုရားနာကိုဘုရားနာကိုတို့ရဲ့ရှောင်းလာပြီးအောင်လစံလာတို့ရဲ့ဆောင်းလာပြီးအောင်လစံလာလူရှင်အလုံးတို့ဤလူရှင်အလုံးတို့ဤအတ္တမြာတို့ဤကွာအတ္တမြာတို့ဤ ဒီနေ့ပြမတတဝအားလုံးတို့ဟာဒီနေ့ပြမတတဝအားလုံးတို့ဟာမြတ်ပြီးပြီပါ၏မြတ်ပြီးပြီပါ၏ကျွန်ုပ်တို့ဖြင့်ကျွန်တော်တို့ဖြင့်တတုပညာရရှိ၍တတုပညာရရှိ၍ဘာမြောဝတ္တံဘာမြောဝတ္တံသာဓုပါဏိယပါစေသာဓုပါဏိယပါစေဘုဒ္ဓ